ကရင်မျိုးသားစည်းရုံး KNU ကကော်တူးလီအစင်းမြေပညာရေးကောင်စီဖွဲ့စည်းဖို့သဘောတူတဲ့တည်တင်းနဲ့ဆက်ပါမယ်။ပဏိပကနေမြေတွေထဲကလူငယ်တွေအတွက်အမခန့်ချဲရှိတဲ့ပညာရေးဖော်ဆောင်မယ်လို့ဆိုပါရယ်ပဏိပကတွေကြားကအနာဂတ်ကိုတည်ဆောက်မဲ့ပညာရေးစနစ်တစ်ခုဆိုပြီး KNU ကအစစ်မြေပညာရေးကဏ္ဍကိုစနစ်တကျခိုင်မာအောင်လှုပ်ဆောင်ဖို့ခြေလှမ်းသစ်စတင်လိုက်ပါရယ် နိုဝင်ဘာလ6ရက်နေ့မှာကျင်းပခဲ့တဲ့ကော်တူးလီအစစ်မြစ်ပညာရေးဆိုင်ရာဥဆောင်ညီလာခံမှာပညာရေးဆိုင်ရာခေါင်းဆောင်တွေနဲ့ပညာရှင်80ကျော်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။အဓိကဆုံးဖြတ်ချက်အနေနဲ့ကော်တူးလီအစစ်မြစ်ပညာရေးကောင်စီတစ်ခုကိုဥပဒေအရအဖွဲ့အစည်းတစ်ခုအဖြစ်တည်ထောင်ဖို့မူအားဖြင့်သဘောတူခဲ့ကြပါတယ်။ ဒီညီလာခံဟာပဏိပခတဲ့ခံရတဲ့ဒေတာတွေမှာအရေးအသွေးရှိတဲ့ပညာရေးကိုဆက်လက်ပတ်ပို့ဖို့အတွက်အုတ်ချုပ်မှုပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့ရည်ရွယ်ပါတယ်။ဒီကောင်စီရဲ့လုပ်ပိုင်ခွင့်တွေထဲမှာအစစ်မြစ်ပညာရေးကဏ္ဍအတွက်အုတ်ချုပ်မှုဖွဲ့စည်းပုံနဲ့မူဝါဒတွေကိုခိုင်မာစေဖို့ပါဝင်ပါတယ်။လက်ရှိနဲ့ရည်ရှိစိတ်ခေါ်မှုတွေကိုဖြည့်ရှင်ဖို့မဟာဗျူဟာမြောက်လမ်းညွှန်မှုတွေပေးအပ်မှာလည်းဖြစ်ပါတယ် အရေးအကြီးဆုံးကတော့ပဏိပခတဲ့ခံနေရတဲ့ဒေသတွေမှာပညာရေးရဲ့ဆင်ဆက်မပြတ်ရှိမှုကိုတေချာစေဖို့ဖြစ်ပါတယ်။ KNU ရဲ့ဒီပဏမချင်းလဲဟာနောင်မျိုးဆက်လူငယ်တွေကိုတက်သည့်ပညာသက်ဆင်ပေးရတာမကပဲကော်တူးလီရဲ့မိမိကိုယ်ကိုစုံဖြတ်ပိုက်ခွင့်နဲ့ရေရှည်တည်တက်တဲ့နိုင်ငံတည်ဆောက်ရေးမျှော်မှန်းချက်ကိုအထောက်အကူပြုဖို့အတွက်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။